မင်္ဂလာပါအဲဆရာတို့ခုကစပြီးတော့အန်တူခန်းကြီးရဲ့ပထမသင်ခန်းစာပေါ့ V1 ရဲ့ Day 1ကိုကြည့်ကြအောင်ဟိုက်ဒီမလုံးဆလုံးမှာကြတော့ရှောင်းကျင်းသေးတယ်လို့ပြည့်ပြင်းတားမြစ်တယ်ဆိုတော့စကလုံးရဲ့အတိတ်ပဲဆိုတော့ तू ကစုပ်ချက်စုစုပေါင်း73ချက်ရှိတယ်သူ့ရဲ့အုံရောင်းမိအတန်အတွက်တစ်ခုပဲရှိတယ် King တော့ဆလုံးရင်းဝင်ရင်းနေတဲ့တစ်ချက်ကြည့်လိုက်အောင်တော့သူ့ရဲ့အပေါ်ပိုင်းကဘာနဲ့တူလဲဆိုတော့ဆရာတို့ M4 မှာ M5 M4 မှာတင်ခဲ့တဲ့ Hayashi Dodan ဆိုတဲ့ အခန်းကြီးကိုရေးတယ်။အောက်ကရှင်မဲစုဆိုတဲ့ညွန်ပြတယ်ဆိုတဲ့အခန်းကြီးကိုရေးတယ်။အဲ့တော့စောချက်ရင်းနှီးစင်လေးကိုအရင်ကြည့်လိုက်ရအောင်။အတူတူရုပ်နမူနာသုံးပုံသုံးနည်းစကားလုံးလေးတွေကြည့်လိုက်ရအောင်။ဆိုတော့ဒီဆလုံးရဲ့နောက်မှာ G လို့ထွက်ရင် King G လို့ထွက်တယ်။ King G ရဲ့အဓိပ္ပာယ်ပါလေ။ဒါမြင့်တိ။ဆိုတော့တုံမာရုနဲ့တွဲပြီးတော့ King ရှိ ခင်းရှိရပါလေတားမြစ်တယ်နောက်တစ်ခုကခင်မှုရိဆိုတဲ့မိโกနဲ့တွဲလိုက်တော့ခင်းရံလို့ဖတ်တယ်ခင်းရံကဆေးလေးမတော့ပါဘူးဒါကကီဘီရှိပြင်းပြင်းထန်ထန်ဆိုတဲ့အဓိပ္ပာယ်တားမြစ်တယ်နှစ်ခုပေါင်းလို့ဘယ်လိုဖတ်လဲဆိုတော့ gain gain အဲ့ဒါကိုလိုပါလေဘာသာပြန်ရင်တော့ဟိုမှာတင်းတင်းကျပ်ကျပ်တားမြစ်ထားတာမျိုးပြင်းပြင်းထန်ထန်တားမြစ်တာကိုပြောဒီကောင်ကတုတ်ခုဖြည့်ရှင်းနေဆိုတဲ့အဓိပ္ပာယ်နဲ့ခင်းနဲ့ပေါင်းလိုက်ပြီးတော့ခိုက်ကင်းไคกินဆိုတာကသူကအရင်တားမြစ်ထားတဲ့ဟာတွေကိုပြန်ပြီးတော့ဖွင့်ပေးလိုက်တာမျိုးပြန်လုပ်လို့ရတာဟာမျိုး ဲ့ဒီဥပဒေရတားထားတဲ့ဟာကိုပြန်ဖြတ်တာကိုခိုက်ကင်းအဲ့ဒါဆိုရင်ဆရာတို့နောက်တစ်လုံးကြည့်လိုက်ရအောင်အဲ့ဒီဆလုံးကကြတော့မီကိုနဲ့ဆိုင်တဲ့ဟာလေမီကိုတို့နောက်ကအဂျီတိနဲ့သုံးရင်မီကိုမှွန်တော့တို့ဘတ်ဆိုရင်မီကိုမှွန်နေတို့နောက်မီကိုကောင်းနိုင်တို့အမျိုးလေးလည်းသုံးလို့ရတယ်လို့နောက်တစ်ခုကဆေးလိဆိုတဲ့ဒီပယ်နဲ့လည်းသုံးဆေးရွက်ကြီးလိုဟာမျိုးလည်းသုံးဆိုတော့လောလောဆယ်ရောမီကိုလို့တည်ထားရဲ့အဲ့တော့သူ့ရဲ့ခွန်ရောင်းမီ သူရဲ့ဆုချက်ကလည်းစုစုပေါင်း73ညရှိတယ်။အဲသူရဲ့ခေါင်းမမီကဘာမှမရေးထိုင်ခင်မူရီခင်မူရီရပါလေမိကိုပြောတယ်။နောက်ကဣထွက်ရင်တော့ခင်မူရီအကြည့်တဲ့မိကိုမှုန်တော့နောက်ကရုထွက်ရင်တော့ဖက်ဖက်သွားပြီးတော့မိကိုမှုန်နေဆိုတဲ့အဖြစ်ပဲ။သူရဲ့အတန်အတွက်အုံရောင်မီက n လို့ဖတ်တယ်။အဲ့တော့ရေးပုံရင်းကြီးကြည့်လိုက်အောင်ဒီဘက်ဘယ်ဘက်ရှာရပါလဲ he han he ဆိုတဲ့ဟာရဲ့ဒီကောင်ကဘုကားရပါလို့ကဲ့ညာပဲချမ်းဒီဘက်ရေးလိုက်တယ်ဒေါင်လိုက်ရေးပြီးတော့ဘေးကိုဆက်ပြီးအောက်ကိုချတယ်ဒေါင်လိုက်နှစ်ခုရေးပြီးတော့ဘေးရပိတ်အောက်ကတော့ဆူချီ တော့အစုတ်ချက်ဆက်နေကိုအရင်ကြည့်လိုက်အောင်ဟဲ့အဲ့တော့သူ့ရဲ့သုံးပုံသုံးနည်းဥပမာလေးတွေကြည့်မယ်တစ်လုံးနဲ့ရေးထားတယ်ဘယ်လိုခေါ်လဲခေမိုဒီခေမိုဒီရပါလေမီကိုနောက်ကဤထွက်ရင်တော့ခေမိုဒီတို့ဖြစ်တယ်မီကိုမှွန်တော့နောက်က root ထွက်ရင် verb ဖြစ်သွားတယ်ခေမိုဒီမီကိုမှွန်တယ် နောက်ကတုတ်ဆုထိုးဆိုင်တယ်ဆိုတော့အမှန်နဲ့ပြောပြီးတော့အန်တုတ်ဆုဆိုရယ်ဗါလေမိโกမောင်းတာမိโกခောင်းနိုင်ဒီကကီဆုနဲ့ပေါင်းပြီးတော့ကီဆုအန်ကြော့ကီဆုအန်ကီဆုရဆာစေရီတောက်တာကြော့အနေရဖြစ်တယ်ပြီးတော့ကီဆုအန်ကြော့ဆိုတော့ဗါလေစေရီတောက်ရမယ်နေရဟဲ့ဒါဆိုရင်ဆက်လို့တော့တော့လုံးကိုကြည့်လိုက်အောင်ဟဲ့ဒီစလုံးကကြော့ပါလေကိတ်စိတ်တယ်လို့မလုံးမရှက်နေတယ်လို့တည်ငြိမ်နေဆိုတဲ့အဓိပ္ပာယ်မျိုးကိုပေါ်ပြတဲ့ခန်းကြီးစလုံးဆိုတော့သူကစုစုပေါင်းစုချက်14ချက်ရှိတယ် ဆိုတော့သူ့ရဲ့ဟာကကျတော့ခွန်ရောင်းမီကနောက်ကခထွင်ရှီသူကနောက်ကမရုထွင်ရှီသူမရုနောက်ကမဲရုထွက်တော့ရှီသူမဲရုတောင်ကကြည်လို့ရှိဒီကောင်ကထားလို့ရှိသူ့ရဲ့အောင်းရောင်းမီတလက်ကနှစ်ခုရှိတယ်ဆဲဤလိုလည်းဖတ်တယ်လို့ဂျောလိုလည်းဖတ်တယ်အဲ့တော့ရေဝင်ရင်းကြီးကိုတစ်ချက်ကြည့်ရင်ဘဲဘဲချမ်းကအောက်အပြာပြေးလိုက်ရေတောင်ကရေပြီးတော့ပြေးလိုက်နှစ်ချက်အောက်ကစုခိအီးပြီးတော့ဒီကောင်ကအာရဆိုးဆိုတဲ့ခန်းကြီး ကုပုံနဲ့ရင်းပြီးတော့မှဒေးရနဲ့အောက်ကိုဆဲတယ်ပေးရနဲ့ဆဲပြီးတော့ပိတ်တယ်နောက်ဆုံးမှအပေါ်အောက်ကိုဆဲလာပြီးအဲ့တော့ဆုတ်ချရင်းနေစင်လေးကိုတစ်ချက်ကြည့်လိုက်အောင်ဟိုက်သူ့ရဲ့ဥပမာလေးကြည့်မယ်လက်ကကထွက်ရင်ရှိစုကရှိစုကဆိုပါလေတိတ်စိတ်ရှိစုကနာအစီတဲ့ ဟဲ့နောက်ကမလူထတ်တော့ဘတ်ထတာလေရှီစုမလူကတိတ်ဆိတ်သွားတဲ့အခြေအနေကိုပြောတာစူညံနေရတယ်တိတ်ဆိတ်သွားတယ်အဲ့ဒီလို့ဖြစ်အောင်လုပ်တာကရှီစုမဲလူဒါလို့ရှိတယ်အဲ့ဒီကောင်ကအန်ဆေးအန်ဆေးဆိုတာဗာလဲဆိုငိန်သက်စွာနေရမျိုးဆိုတော့ဥပမာယောဂဖြစ်တဲ့အဲ့လိုမျိုးဒီအဲမလုံမရှားပဲနဲ့အေးဆေးဆေးနားနေတာမျိုးကိုအန်ဆေးအဲ့ဆေးရှိဇာတ်လို့ဒီကတော့ဇာတ်လို့ပော့ဆိုပါဘူးလဲပြောတယ်ဆိုတော့ तू ကလှူရှားနေတဲ့ဟာကနေဗာအဲ့ဒီအခြေအနေတိုင်းရက်နေတဲ့ဟာမျိုးကိုဆေးရှိ ဟိုက်ဒီကောင်ကျတော့ဆရာတွေးကြောတယ်ပြောတယ်အဲ့ကျန်ဆဲလုံးဖတ်တော့ဗယ်နဲ့ဂျောမြခုဂျောမြခုဆိုတာကတွေးပြန်ဂျောမယူပြောဟိုက်ကြာတော့ဖဲဆဲလုံးနော်ကိုကြည့်အောင်ဟိုက်ညာကျတော့ဘေးအန္တရာယ်တွေအန္တရာယ်ရှိတယ်ဆိုတော့ဒီပြန်လေးစိတ်ပူလေဆိုတော့အမျိုးကိုတုံးဆိုကြလို့အတုံးများနောက်ကနိုင်ထွင်ရင်တော့အပူနိုင်လို့ဖတ်ပြီးတော့နောက်ကဦထွင်ရင်တော့အာရဦနောက်ခုစလုံးကတော့အန်နေရှိတယ်ဆိုပေမဲ့ဥမှာပြောတဲ့ခါမှာနည်းနည်းလေးဘလို့ခေါ်လဲဆိုတော့ကြည့်အောင်ဆိုတော့သူ့ရဲ့အတန်အတွက်ကခိ ပုံရောက်မြင်ပါလေခီအဲ့တော့ဆုတ်ချက်ရေးဖို့ရင်းနှီးလေးကိုတစ်ချက်ရင်းကြည့်လိုက်အောင်ဟိုက်ကြာတော့ဆိုရင်နမူနာစကလုံးလေးတွေကိုကြည့်လိုက်အောင်ဆိုတော့အနောက်က night ထွက်ရင်ဘယ်လိုဖက်လဲအာဘူး night အနေနဲ့ရှိတော့ဆိုဒီကလည်းအန္တရာယ်ရှိတာပဲနောက်ကဥယီထွက်ရင်အာယဥယီကလည်းအန္တရာယ်ရှိတာပဲဆိုပေမဲ့ဒီကောင်ကတော်တော်များများတူတယ်ဆိုပေမဲ့ အဂူနိုင်ရဘလို့ဟာတွေမှာအသုံးများလဲဆိုကိုလက်ရှိမြင်မြင်အနေကြုံတွေ့နေပြီတကယ်ဖြစ်တော့မယ့်အခြေအနေမှာသတိပေးတာမျိုးလို့အဲ့လိုမျိုးဟာတွေမှာသုံးတာများတယ်ဥမာကားကလာတယ်သူ့ကိုလှမ်းပြီးတော့ဟဲ့မင်းအနေရှိရဲ့လို့ပြောတဲ့ခါမျိုးကြရင်အာယာဦဆိုတာဥမာသုံးဦးအဂူနိုင်ကိုပဲသုံးဆိုတော့အဂူနိုင်ရများတော့ဖြစ်ဟိုအပြောတကားမှာသုံးတာများတဲ့စကားလုံးကိုအာယာဦကြတော့လေအနေရှိတယ်ဆိုပေမဲ့သူကအခုလက်ရှိလက်ငင်းကြုံတွေ့နေတာလို့လဲဆိုင်ရင်တော့ဒီအနာဂတ်မှာ ဟိုမှာဆိုတော့ဒီယောဂဖြစ်တယ်မင်းအတန်နေဆိုးရင်ရတယ်အဲ့လိုဟာမျိုးတွေလို့စီးပွားရေးလုပ်ငန်းတွေမှာအဲဒီအောင်မြင်တဲ့ဆုံးရှုံးတယ်အဲ့ကြတဲ့မှာဆုံးရှုံးမှုအခြေအနေများတယ်လို့အဲ့လိုမျိုးအန္တရာယ်ရှိတဲ့အခြေအနေကိုပြောတဲ့အခါမှာတုံးပြီးတော့သူကတော့စာရေးစကားစာစကားလို့ခေါ်တော့အဲ့လိုဖြာနေမှာတုံးတာတော့ညာအဲ့တော့အခုအချက်ချင်းနိုင်ငံအန္တရာယ်ကြုံတဲ့ဟာမျိုးတို့တုံးတဲ့ခါမျိုးကတော့အောက်နိုင်ယူတုံးတာကတော့အပြောစကားမှာတုံးညာ အဲ့ဒီကောင်ကလည်းကိကန်ကိကန်ကကြတော့ကျွန်တော်နှမျိုးသုံးရနောင်းဆိုရင်တော့ NA ဖြစ်ပြီးတော့နောက်ကနာအကြည့်လေးနဲ့တုံးရနဲ့ NA ရှိတော့ဆိုရင်ဒီပင်နဲ့လည်းတုံးအဲ့ကိကီကလည်းဘေးအန်နေတယ်ကိုပဲပြောတယ်အခုနိုင်နဲ့ခိနဲ့သွားလိုက်ပြီးတော့ကိကီကလည်းဘေးအန်နေအဲ့နောက်ခုခိနဲ့ခိနံဆိုတာကခိရလည်းအန်နေဒါကမူဇကရှိရတဲ့အန်နေတဘောဘေးအန်နေတယ်ပြောတယ်ဆိုတော့အဲ့လိုမျိုးအတတ်အန်နေရှိနိုင်တဲ့ဘေးအန်နေတွေကိုဘယ်လိုခေါ်လဲဆိုတော့ခိနံအဲ့အဲ့တော့ဆက်လို့နောက်တစ်လုံးကိုကြည့်လိုက်အောင် ဟဲ့ဒီစလုံးကကြတော့မတ်ဆောက်တယ်ဆိုတဲ့အမျိုးတွေအနေနဲ့ရှိတယ်ဒါမှမဟုတ်မတ်ဆောက်တယ်ဆိုတော့လေရေရေပင်ကြီးမဟုတ်တဲ့နေရာတွေကိုဖော်ပြတဲ့စလုံးဆိုတော့သူ့နောက်ကရှိထွက်ရင်ခေဝါရှိခေဝါရှိဆိုတာတောက်လေးပါးတောင်ကုန်းလေးမတ်ဆောက်တာမျိုးကိုခေဝါရှိသူ့ရဲ့အုံရောင်းမီအတန်တော့ကခန့်လို့ပဲအဲ့တော့ဆရာတို့တပိုင်းကြီးကြည့်ရင်ဘဲဘဲကဟာကိုဆရာတို့ဘုရှူနေနဲ့ဘယ်လိုဖတ်လဲဆိုတော့ကိုစားတော့ဟန်မဒါရီအလုံးမကျက်လဲသဘောဒီလိုမျိုးစိတ်ပန်းလေးတွေမှတ်ထားရဲဆိုရင်တော့ခန်းကြီးကအတွဲဆက်တွေကိုအဲ့တော့ဘယ်ဟာနဲ့ဘယ်နဲ့ပေါင်းရင်ဘယ်လိုဆက်လုံးဖြစ်တယ်ဆိုတဲ့ဟာကို မှန်ရတော့ပို့ပြီးမှတ်မိလို့ဒီကိုစားတူဟန်းကိုရေးတယ်ပြီးတော့မှဒီဘက်ချောင်းကိုရေးတယ်အဲ့တော့သုတ်ချက်အစင်လေးတွေကိုကြည့်လိုက်အောင်အဲ့သုတ်ချက်နေနဲ့စုစုပေါင်း7ချက်ရှိဆိုတော့နောက်ကရှိထွက်ခေဝါရှိမတ်ဆော့ဒစ်ဆိုအဘူနိုင်းနဲ့ပေါင်းပြီးတော့ခီကန်ကပါလေအနေရဲ့ဒါမှမဟုတ်အနေရဲ့ရှိတော့ ဟိုကန်ဟိုကန်ကကြတော့ဗါလေအာမခံကိုပြောကန်ကိုဟိုကန်လို့ပြောရင်ကျမ်းမာရေးအာမခံတော့အဲ့ဒီနောက်တစ်ခုကကန်ရှင်ဒီကတော့နည်းနည်းလေးခက်ပါအဲ့ဒီမဆောက်တဲ့နေရာဒီကိုဘယ်လိုခေါ်လဲဆိုတော့ကန်ရှင်အဲ့ဒီနောက်တစ်ခုကန်ရခုကန်ရခုဆိုတာကဆရာတို့စိတ်ပူနေတာမျိုးတခုခုမကောင်းတာဖြစ်တော့မယ်ဆိုတဲ့ဟာမျိုးကိုခံစားနေရတဲ့ဟာမျိုးဒါမှမဟုတ်ဥမာသူနဲ့သူနဲ့ရန်ဖြစ်တော့မယ်ပုံစံမျိုးဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေအဲ့လိုအခြေအနေမျိုးမကောင်းတာဖြစ်ရမယ်ဟာကိုခံစားပြီးတော့စိတ်မရတော့ဘူးလို့ခေါ်မယ်ဆိုတော့ခင်ရခု ဟဲ့ကြာဒါဆိုရင်ဒီစက်လုံးကကြာတော့ဆရာတို့ပတ်သက်ဆက်နေရဆိုတဲ့ဟာမျိုးတွေဒါမှမဟုတ်နေဆက်တို့ဘာလို့မှအရေးကြီးတဲ့နေရာမှာထားပြီးတော့ဆစ်ဆဲတဲ့အကောက်ခွန်လိုဟာမျိုးပေါ့အဲ့လိုဟာဒီမှာတုံတဲ့စက်လုံးဆိုသူ့ရဲ့ခွန်ရောမီကနောက်ကဝါရုထွင်ခါကဝါရုဆိုတာကပတ်သက်တယ်ဆိုတဲ့ဒီမျိုးမျိုးရယ်သူ့ရဲ့အတန်တော့ကနှစ်ခုရှိခန်းလို့လည်းဖတ်တယ်လို့7ကီလိုလည်းဖတ်တယ်ဝန်ရောမီကနှစ်ခုခန်း7ကီအဲ့တော့စောချက်ရင်းနေအစင်ကိုကြည့်လိုက်တော့သူကခန်းကြီးအစိတ်ပိုင်းနဲ့မှတ်ချင်ရင်တော့ဒီဘေးကဟာကမွန်း シルアンフォーマー、アンファイアンフォーマーってね、もう、おい、もんがまえること。パパパパにもまみえのま、自分なりをまため、そチゃいエンちレよ。はい。だそれにしたら、うまでりちよ。そう、リカニア。 ခကဝါရုလည်းပြောလို့ရတယ်လို့နောက်ကဆုရုထွိုင်းဒီအုံယောမီယာခန်းကိုယူပြီးတော့ခန်းဆုရုကျလို့အန်ထရီမှာသင်ခဲ့တဲ့ grammar နိခန်းစတေလို့ဘာလို့ကတရားလာဆိုခန်းဆုရုကလည်းပတ်သက်တယ်ဆိုတဲ့ဒီခကဝါရုကလည်းပတ်သက်ဆက်နွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ဝါရုထွိုင်းခကဝါရုဟိုက်ခကိုလိုနဲ့တွဲပြီးတော့ခန်းရှင်ခန်းရှင်ကပါလေစိတ်ဝင်စားတယ်နိုင်နိုင်နိနိခန်းရှင်ကအားလို့အဲ့နောက်တစ်ခုခန်းကေခန်းကေရကြတော့လေပတ်သက်ဆက်နွယ်မှုကိုပြော အရှိကအခွန်ဆိုတဲ့စာလုံးနဲ့ပေါင်းပြီးတော့ဈေးကမ်းဆိုတာကအကောက်ခွန် custom ကိုဖြစ်။အဲ့ကြရတော့ဆိုရင်ဆက်လို့နောက်တစ်ခုကိုကြည့်ရအောင်။အဲ့ဒီစာလုံးကအရှိကမှာလည်းပါခဲ့တယ်ပတ်သက်မှုချိတ်ဆက်မှုဆိုတဲ့ဟာတွေရဲ့နောက်တာဝန်ခံဆိုတဲ့ဟာတွေမှာလည်းတော့ဆိုခကရီဘာမှမကြီးပဲထားရင်တော့ခကရီဆိုတာတာဝန်ခံလူကိုပြောတယ်။နောက်ကဝါဒူကိုပြောရင်တော့ခကဝါဒူကပတ်သက်တယ်လို့အကျိုးတက်ရောက်စေတယ်လို့ပြောတယ်။ဆိုတော့သူရဲ့အွန်ယောမီကခဲကြီးလို့ပတ်တယ်။အဲ့တော့ဆက်လို့ဆုတ်ချက်အနေနဲ့ကဘယ်ဘချမ်းက ဣခတာကနာဣပုံသာပါတယ်နိမ္မာဆိုတော့နိမ္မာကိုတတော်ရေးပြီးမှဣတို့ပုံသာတော့ရေးမုံရင်းနေလေးတစ်ချက်ကြည့်လိုက်အောင်はい、だとね、じゃあ、うまでてこじゃ。だまも言いべたいのるかれ、かかり。かかりがね、たおんがま。なかわるとやの、かかわるるべて、とはね、ぱたてる、あちょたやせれ、それでりべにね、と。 နောက်က in member ဆိုတဲ့ဟာနဲ့ထည့်ပြီးတော့ခကာရီ in လို့ပြောရင်တော့တာဝန်ခံဘုပဲခကာရီခကာရီ in တူတူပါအဲ့နောက်ခု kanke sha kanke ya patta sa nwe de sha ga lu go pyo da phit de twet a la ne patta sa tat sai nai de de patta sa nwe de du de go kanke sha hai da ga chait set de so de khan ni ne paw mi lo lanke so da ga set set patta da mi go lanke hai da so yin sa lo na to long go chi le ya hai di sa long ga ပြုတ်ကြတယ်အထက်ကနေအောက်ကိုကြတယ်လို့အောက်ကိုချတယ်လို့ဒါမှမဟုတ်ဆုံးရှုံးသွားတယ်ရှုံးနေသွားတယ်တိဆုံးတယ်လို့ဒါမှမဟုတ်ချွေရင်းချက်တွေအဲ့လိုအဓိပ္ပာယ်နေတော့ဆိုတော့များသောအားဖြင့်ဒီအောင်မြင်ရင်တော့ကြတယ်ချတယ်ဆိုတဲ့ဟာမျိုးအတန်းတွေပါရယ်ဆာမွေးတွေပါရယ်ကြတယ်လို့အဲ့လိုဟာတွေမှာတုံတာကိုချက်ချင်းမြင်တာများတယ်အဲ့တော့သူကအိုချီလူအိုတိုဆုအိုချီလူကကြည်လို့ရှိအောက်ကိုကြသွားတာမျိုးပြောတယ်အိုတိုဆုကအဲ့လိုကြသွားအောင်ချလိုက်တာမျိုးကိုအိုတိုဆုကြသွားအောင်လုပ်တဲ့အပြုမျိုးအဲ့မှာတခုတတိထားမှာချတယ်လို့ပြောလိုက်ရင်တမင်တွေကချတယ်လို့ဖြစ်သွားမှာ အဲ့လိုမျိုးနဲ့တခုခုကိုလို့ပြောရင်ဟိုတို့စုတခုခုကဆိုရင်တော့ဟိုချီလို့သူရဲ့အတန်တော့ကလခုအဲ့တော့ရေးပုံရင်းဒီဆက်လို့ဆုတ်ချက်ကိုအရင်ကြည့်လိုက်အောင်အဲ့တော့ဆက်လို့ခန်းကြီးနေမှတ်တဲ့အခါမှာဒီတခုလုံးကိုတစ်ခါတည်းပြုံပြီးမှတ်တယ်ဆိုရင်အစိတ်ပိုင်းလေးတွေ ဒီဟာနဲ့ဒါနဲ့ဒါနဲ့ပေါင်းရင်ဒီလိုဆိုတဲ့ပုံစံမျိုးကိုမှတ်မိလို့တဲ့ပုံစံလေးတွေနဲ့ခန်းကြီးရဲ့ပုံစံကိုအရင်ပြသရဲဆွဲအောင်မှတ်တာလေကောင်းဥမာဒီကောင်ဆိုရင်အပေါ်ကကုစားကမ်းမှုတွေဒီဘက်ကစမ်းစုရေးတယ်ဒါကခခုအဲ့ဒီသုံးခုပေါင်းလာတာကဟိုတို့စုဒီတိုင်းကြီးနဲ့ပြုံပြီးမှတ်တာလဲဆိုရင်တော့အဲ့လိုခွဲပြီးမှတ်တာကကောင်းဆိုတော့တရားနာတရားနဲ့ဒီမှာဟုတ်ပေမဲ့လေကိုတင်ငယ်တာလေးတွေနဲ့မှတ်တယ်အဲ့လိုမျိုးမြင်အောင်မှတ်ထားတာလေဆရာတို့ခန်းကြီးတွေမရောဖို့တော့ကအရေးကြီးတယ်အဲ့တော့ခုနကပြောရင်တော့ကချီလူအိုချီလူကဂျီလို့ရှိတယ် အောက်ကိုကြာသွားတာကိုပြောတယ်။အိုတိုဆုကအဲ့လိုကြာသွားအောင်လုပ်တယ်။ချတယ်ဆိုရဲဟုတ်လား။အိုတိုဆု။ဟိုက်ရာခူဒိုင်းဆုရာခူဒိုင်းဆုဆိုတာကအကြောင်းငယ်မှာပြောတာ။ဆံဝဲကြာတာမျိုးကိုရာခူဒိုင်းဆု။ဟိုက်အချီဒန်းလခုအချီဒန်းလခုကကြာတာဆိုတော့စာပိုက်တစ်ခုလိုခါမျိုးပြီးသွားတာမျိုး။ဒါမှမဟုတ်အဖြစ်ပြက်တစ်ခုကတင်းရင်လောတဲ့ပြီးသွားတဲ့မျိုးကိုအချီဒန်းလခု။ဟိုက်တန်းလခုတန်းကလည်းခိုးလို့ဘူးလဲတယ်။ ကြတယ်။နောက်ခုပြောလိုက်တယ်10လခုဆိုတာက link ကြတာမျိုးလဲကြတာမျိုးကိုပြောတယ်။အောက်ဆိုတဲ့ခန်းကြီးနဲ့ပေါင်းပြီးတော့ဂေရာခုစုလို့ကကြတော့ဗါလေ။အောက်ကိုကြဆင်းသွားတာမျိုးအရေသွေးတွေကြသွားတယ်ဒါမှမဟုတ်ဈေးနှုန်းတွေကြတယ်။အဲ့ဒါကိုဂေရာခု။ဟိုက်ကြတာဆိုရင်ဆယ်လုံးတော့လုံးကြည့်လိုက်ရအောင်။ဟိုက်ဒီဆယ်လုံးကတော့ကြောက်တုံးကြောက်ခဲတဲ့ဟာမျိုးတွေဒါမှမဟုတ်အဆိုင်ခဲတွေတံမိုးမရှိတဲ့အရာတွေကိုဖော်ပြ။ဆိုတော့ပုံမှန်အဖြစ်တော့ကြောက်တုံးကြောက်ခဲလို့မှတ်ထားရပါတယ်။ဤရှိ ရေးဖို့ရင်းနေအဲသူ့ရဲ့ခွန်ရောင်းမီကဤရှိလေသူ့အတန်တော့ကနှစ်ခုဖတ်တယ်6ကီလိုလည်းဖတ်တယ်လို့ရှာခုလိုလည်းဖတ်တယ်အဲ့တော့ဆရာတို့စုချက်အစင်လေးကိုအရင်ကြည့်လိုက်はいဒီစလုံးတလုံးနဲ့ဥမာနမူနာစလုံးတွေကြည့်ရင်တလုံးနဲ့ဆိုင်ဘယ်လိုဖတ်လဲဤရှိလို့ဖတ်တယ်ရှိဤရှိကပါလေ7 6ခဲ့ အဲ့ဒီမှာသာကာရတံမိုးရှိတယ်ဆိုတာနဲ့ပေါင်းပြီးတော့ဟိုးဆက်ကီဟိုးဆက်ကီဆိုတာကယန္နာပစ္စည်းတွေကိုပြောတယ်ဒီဥစ္စာကတော့ဆရာတို့ကအဲစကပုံကခိုတော့ဝါဇာလို့ခေါ်တယ်ကြောက်ခဲတစ်လုံးနဲ့နှစ်ကောင်နှစ်နှစ်ကောင်လို့တကယ်တစ်လုံးနဲ့နှစ်နှစ်ကောင်ပြတ်တယ်ဆိုတော့မြန်မာစကပုံနဲ့အဲ့ဒီပဲတူပါပဲအဲ့ဒါကိုလို့ဖတ်တယ်ဆိုတော့ iseki nicho ဟဲ့ဒီကောင်ကကြာတာရဲ့ကြောက်တုံးရဲ့ပြောတော့ဘယ်လိုဖတ်တယ်ဆိုရင် lakuseki ဆိုတာကကြောက်တုံးနေအောက်ကိုကြာလာတာကိုပြောတယ် ဒီအထိကဆက်ကီလို့ဖတ်ပြမယ်ဒီကောင်ကကြာတော့ဂျီရှာခုဂျီရှာခုကကြာတော့တန်လိုက်ကိုပြောဟိုက်ဒါဆိုရင်ဆက်လို့နောက်တော့ကိုကြည့်လိုက်အောင်ဟိုက်ဒီစနောကကြာတော့ပြန်နေဆိုတဲ့ဟာလဲရတယ်လို့နောက်တစ်ခုကအမြန်သွားတယ်ဆိုတော့တခုအရေးပေါ်ဖြစ်တယ်မှာငါတွန်းနေကိမဆိုပြောတယ်ပြန်ပြီးတော့လာမှာပြတော်မှုလीအမြန်လာမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့လေဆိုတော့သူ့ရဲ့အတန်တွေကနောက်ကဘူးထွက်ရင်ခုံရောင်မီကထုတ်ဘူးပြန်တန်းတယ်ဆိုတဲ့ဟာအဲ့ဒါက အဲကြည်လို့ရှိတော့သူပြန်တယ်ဆိုတဲ့အိပယ်ရဲ့ဒေါ်ဘတ်စုကတခုခုကိုလေးပုံမှာပြန်အောင်လုပ်တာမျိုးလုပ်တင်တာမျိုးကိုနောက်ကဘတ်စုထွက်ရင်ဒေါ်ဘတ်စုသူ့ရဲ့တန်တော့ကတော့ဟီလို့ပါတယ်အဲ့တော့ဆရာတို့ရေးပုံရင်းလေးဆုပ်ချက်ကိုအရင်အချက်ကြည့်လိုက်အောင် ိုက်ဒီမှာတစ်ခုတတိထားမှာကအပေါ်ပိုင်းဟာကြီးပြည့်တဲ့အခါမှာတောင်လိုက်အရင်ပြည့်တော့မှဒီဘက်ကိုဆက်သွားတဲ့အကြီးအဲ့ဒါလေးတစ်ခုတတိထားအိုက်ကြလာဆိုရင်ဆက်လို့နမူနာသကလုံးလေးတွေကြည့်ရအောင်ဆိုတော့နောက်ကဘူးထွက်ရင်တိုးဘူးပြန်တယ်ခုံတယ်ပြန်တယ်နောက်ကဓာတ်ဆုနဲ့ပြောတယ်ထိုးပြီးဓာတ်ဆုဆိုတာကဥမာမြတ်သားပြန်တုံးများလာတော့မျက်ကွယ်ကနေပြီးတော့မှအဲ့ဒီကာလမှာပေါ့ခုံထွက်လာတာမျိုးလို့အဲ့ဒါမျိုးကိုထိုးပြီးဓာတ်ဆုအဲ့ဒီကောင်ကကျတော့ဟီကိုဂျိုဟီကိုဂျိုကကျတော့ဗောလေဆက်လို့လေရင်ခွင့်ကိုပြောတယ် ဆိုင်တာဆိုရင်ဆယ်လုံးသားတလုံးကိုကြည့်လိုက်ရအောင်ဟဲ့ဒီဆယ်လုံးကအဲ့တနေရာထဲမှာရက်တက်နေတယ်ဆိုတော့ဥမာချူးရှာချူးစားကြီးလို့အဲ့လိုမျိုးချူးရှာရဲ့ချူးဆိုတော့ဆယ်လုံးကနောက်ကမလူထွက်ရင်တိုးတိုးမလူဆိုတာကအဲ့နေရာမှာရက်နေတယ်ဆိုတဲ့ဒီပြန်မျိုးသူ့ရဲ့အတန်တော့ကချူးဟဲ့အဲ့တော့သုတ်ချက်အစင်းကိုရေးလိုက်ရင်ဘဲဘဲချမ်းကဥမာရဲ့အုံမော်အဲ့လိုမျိုးနှစ်ပိုင်းကိုပြန်ဖတ်တာမျိုးဆိုတော့ဆယ်လုံးသုတ်ချက်ရေးပုံရင်းနေအစင်းတွေကိုတစ်ချက်ကြည့်လိုက် ဟိုက်ဆိုချူရှာကျော်ဆိုအန်ဒရီမှာလည်းပါခဲ့ပြီးသားချူရှာကျော်ဆိုပါလေကားပါကင်ကိုပြောဒါကအစီအမင်းစုနေနေဆိုတဲ့ခန်းကြီးတော့ပေါင်းပြီးတော့ဂျော်ချူဆိုတာကအဲ့မှာအမြဲတမ်းအသက်ဆောင်နေတာမျိုးအမြဲတမ်းရှိနေတာမျိုးပြောဟိုက်ဒီမှာတီရှိတယ်ဆိုတော့ရဲ့မမရဲ့ပေါင်းပြီးတော့ချူဇိုင်အင်းချူဇိုင်အင်းဆိုတာကဆရုပ်ပင်မကုမ္ပဏီကနေပြောနိုင်ငံသားကိုကုမ္ပဏီရဲ့ကိုယ်စားလွှတ်ထားတဲ့အမြဲတမ်းအဲ့မှာအကြာကြီးသွားနေရတဲ့အဲတာဝန်ကဝန်ထမ်းကိုချူဇိုင်အင်းလို့ခေါ် ဟဲ့ရတဲ့ဆိုရင်ဆရာတို့တော့တော့ကြည့်အောင်ဟဲ့ဒီဆလုံးကကျတော့လွှမ်းပြတယ်ဆိုတဲ့အခန်းကြီးစုတဲလို့အဲ့တော့လွှမ်းပြတယ်လို့ပြစ်ထားတယ်လက်လျှော့တယ်ဆိုတဲ့အဓိပ္ပာယ်လို့ねစုတဲလို့တော့ဆိုတော့သူ့ရဲ့ခွန်ရမေကစုတဲလို့နောက်ကတဲလို့ချောရင်စုတဲလို့ထပ်ပြီးတော့ဖတ်ပြီးတော့အဲတခြားဆလုံးနဲ့တွေ့ထားတဲ့ခွန်ရမေကိုတော့ရှလို့ဖတ်အဲ့တော့ဆရာတို့အရင်ဆုံးစုတ်ချက်အစဉ်ကိုကြည့်လိုက်ပါ အဲ့တော့နောက်ကကဲလူထွင်စုကဲလူထွင်ဖြစ်တယ်။တော့ဒီဥစ္စာတော့ဆရာတို့တင်ချမှာသုံးတဲ့ဟာဒါပေမဲ့နေ့စဉ်သုံးပါလေသုံးပါလေအများကိုယူလိုက်တဲ့ဟာမျိုးဆိုတော့ဆရာတို့တင်ချမှာဒသမ၄နောက်အောက်ရောက်သွားတဲ့ဟာတွေဆိုရင်သုံးရလို့ပြီးတော့၄အထက်၅အနေအထက်ကိုကျတော့တစ်ပေါင်းလိုက်တဲ့ဟာမျိုးအဲ့အဲ့ဒါကိုဘယ်လိုခတ်လဲဆိုတော့ရှစ်ရှာကွန်နူးအဲ့ကြတာဆိုရင်ဆရာတို့နောက်တစ်ခုကိုကြည့်လိုက် ဟဲ့ဒီစလုံးကကစားတယ်လို့အလဲသွားတယ်လို့ဆိုတော့အဆိုပြီးမှဆိုတဲ့ခံကြည့်။ရဲ့အပေါင်းအသင်းဆက်ဆံတာမျိုးအလုံးမရှိဘူးဆိုတာမှလည်းရလည်းရလုပ်နေတာမျိုးလေဒီစလုံးကိုတုံ။ဆိုတော့သူကနောက်ကဘူးထွက်ရင်အဆိုဘူးအဆိုဘူးကကြတော့ကစားတယ်အလဲသွားတယ်လည်းရတယ်လို့နောက်တစ်ခုကအလုံးမလုပ်ဘဲနဲ့ဟိုဒီလည်းရလည်းရလုပ်နေတာလေအဆိုဘူးသူ့ရဲ့တဏကယူလို့အဲ့တော့ကျတော့ဆုတ်ချက်အဆင့်ဒီကောင်ဆိုရင်ကျတော့ဒီပချမ်းကဇုခုမင်းဇုခုလို့ပါလို့ရဲ့ကဇုခုလေဇုခုပြီးရရှိမှာရှင်မြောဟန်

UAE ဆိုတာပါလေဆိုတော့ရေကစားတာမျိုးမှာပင်လယ်ကမ်းခြေတွေမှာရေကစားတာမျိုးရေပြွန်မှာရေကစားတာမျိုး UAE အဲဒါကကစားတယ်ပန်းချံနေရာပေါင်းလိုက်တယ် UNC UNC ကျတော့ဗါလေကလေးကစားကွင်းလိုမျိုးကစားကွင်းကစားကွင်းလိုဘယ်လိုခေါ်လဲ UNC အဲဒါဆိုရင်ကျတော့နောက်ဆုံးတော့ကိုကြည့်လိုက်ရအောင်ဆိုဒီကောင်ကရေကူးတယ်ဆိုတာကိုဟောပြတဲ့ခန်းကြီးဒီစလုံးနောက်ကကူးထွက်လို့ခေါ်လဲဘော်ယောကူခွန်ရောမီကဘော်ယောကူ တလုံးနဲ့ဆက်နောက်ဆက်လုံးနေနဲ့ပေါင်းတဲ့အခါမှာအွန်ယောမီကအေးလို့ဖတ်တယ်အဲ့တော့စန်းစူရီနဲ့ဒီပဲရှင်းတာဟာကိုရေးတဲ့ဆုတ်ချက်အစင်လေးကြည့်လိုက်အောင်ဒါဆိုရင်နမူနာကိုအသေးသေးကြည့်လိုက်အောင်ဆက်နောက်ကဂူးထွက်နေတယ်လို့ပဲလေအိုယောဂူရေကူးတယ်ကောရေနဲ့တွဲလိုက်ပြီးတော့ဆွေးရိပ်ဆွေးရိပ်ဆိုတာရေကူးအာဂတာရေကူးတာကိုပြောတာ ကြောင်ကပြိုင်ဆိုင်နေဆိုတာနဲ့ရေကူးကလည်းပို့ပြီးတော့ KOA လို့ပြောရင်တော့ဆရာတို့ကလည်းရေကူးပြိုင်တာကိုပြောဟုတ်ဒါဆိုရင်ဆရာတို့ဒီနေ့ day 1ရဲ့ပါတဲ့ခန်းကြီးတွေကိုတော့အဲအကြံဉာဏ်ပြောပြသပါပြီဒီအရာတွေကိုရဖို့ဆိုရင်တော့ဆရာတို့နောက်ပိုင်းတွေ့လဲမှာကျင်တာကအဲဒီမှာဆုတ်ချက်ဆင့်ပြီးပြီးသွားတဲ့အခါမှာဒီတိုင်းမဲ့အမြင်ဖို့လည်းအရေးကြီးတယ်ဆိုပေမဲ့မပြတ်မကွက်အဲ၃၄၅ခေါက်တော့ခြာရေးကြီးတယ် တည်ရင်ခဏခဏအတွဲလုံးတွေကိုပြန်ဖတ်တယ်မြင်တာနဲ့ပြန်တည်နေအောင်ခဏခဏပြန်လေ့ကျင့်နေတယ်ဆိုရင်တော့အလွယ်တကူရတော့ပါပါအခုကစပြီးတော့ဆရာတို့အဲအန်တူခန်းကြီးကစွတ်စွတ်ပေါင်းရှစ်ပတ်စာရှိတဲ့အတွက်အဲနေ့စဉ်နေ့စဉ်ပုံမှန်လောက်သွားပြီးတော့မှတိုးတက်အောင်ကြိုးစားသွားကြရအောင်အဲ့ဒါဆိုရင်ဒေတူကြပါတွေ့ရအောင်